ဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့နေ့ခုနှစ်ရက်နေ့တော်တွေမှာလက်ပွင့်မယ်ကံပွင့်မယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်အခက်ခဲဖြေရှင်းနိုင်မယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ဒီကလအတွင်းစတင်ဆောင်ရွက်လိုက်တဲ့ကိစ္စရှင်းဤမြုံနယ်လိုက်တဲ့ကိစ္စတွေရတဲ့ထူးခြားသောအနာဂတ်ကောင်းကိုရမယ်ဝယ်ယူတဲ့ပစ္စည်းတွေက အကျိုးမြတ်တွေရရှိလာမယ်။ဘေးဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။တရရနေ့မှာကိုလုတ်တဲ့ကိစ္စမှသမျှအောင်မြင်တယ် ိုလှုပ်တဲ့စန္ဒတွေရှိသမျှလည်းလှုပ်လို့ရတယ်။နှစ်ရက်နေမှာခက်ခဲနေတဲ့ထိတိုက်တွေ့တတ်တဲ့လူယုံထားလို့မရအောင်။သုံးရက်နေမှာပေါ်လာတဲ့စိတ်ကူးကြံကြံတွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးအောင်မြင်မှုကိုရယူနိုင်တယ်။လေးရက်နေမှာရှင်ပြန်မှုမှန်သမျှကိုကျော်လွှားပြီးတော့ကိုယ့်ရဲ့လိုရာစန္ဒကိုပြည့်မြောက်လွတ်နိုင်တဲ့အနေအထားရှိတယ်။၅ရက်နေမှာငွေကြေးလက်လာဘကံစီးပွားကံထူးခေါင်းတယ်။၆ရက်နေမှာအပြိုင်ဆရာလုံးကိုကြော်ပြီးဘဝရည်မှန်းချက်ကိုအောင်မြင်မယ်။ခုနှစ်ရက်နေမှာဝေကြေးပေးယူသတိထား ဂတိစကားလွယ်မပေးနဲ့သူတစ်ပါးဂတိပြက်လွယ်လည်းကိုစိတ်ရှုပ်ရမယ်အဲ့ပြင်းအိနေမှာတောင်ရက်ကိုဥတည်သွားစေခြင်းရှိတတ်တယ်။နေခင်းဆက်လွန်နိုင်တဲ့တဏ္ဍာန်ခွဲတွေအသွာလာနေတိုင်းအထူးပြုကျူးဆက်ရမှာဖြစ်တယ်။ဒီကာလအတော်တွင်မှာတင်းလာနေကနေကြာသာပတိနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တင်းငွေတွေတောက်ကြမွေးသူများကြောင့်စိတ်အနှောက်အယှက်တွေဖြစ်တတ်တယ်။ရှစ်ခုကိုကနန်းနေအကျိုးပေးတယ်အနဲ့ရောင် နက်ပြာရောက်မိကုန်းရင့်ရောင်တွေဝှက်ပြီးတော့အလိုရှိရာဆန္ဒတို့ကိုလောက်ကင်ပါထူခြားချက်ကတော့နိုဝင်ဘာလ၄ရက်နေ့ဒဇာမွန်လပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေအဲ့ဒီနေ့ညနေ3:00နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကန်ကန်ဇီးကန်းကိုဖြတ်ပြီးတော့ရှစ်လက်မှာလျားဖြတ်မယ်အခောက်ခွမ်းမယ်ရွှေရောင်တုံးအဲ့ဒါလေးစောင်းထားမယ် ရောင်းကျင်တဲ့ပစ္စည်းထိပ်ပြီးထွက်စီတွေ့စီရောင်းထွက်တယ်။ဈေးမထဈေးကောဈေးရောင်းကောင်းတယ်။အလုံနေရာမှာထလက်ပွင့်တယ်လက်တွေ သုံးချနိုင်ပါတယ်။ဒီစီရင်ကိုဆောင်ရွက်လိုက်ပါ။ကျေးဇူးတင်ပါတယ်။